တရပြည့်သက်များအလုံးမမင်္ဂလာပါရှင်ဒီအပတ်တော့အသီးမှတ်ဖွယ်ရမြန်မာစကားပုံများအစီအစဉ်မှာတော့ဓာအခရာနဲ့စတဲ့စကားပုံတွေကိုအပိုင်းနှစ်ပိုင်းခွဲပြီးတော့တင်ဆက်ပေးသွားပါမယ်ရှင်ဒီစကားပုံတွေကလူသိများတဲ့စကားပုံတွေဖြစ်ပေမဲ့မသိသေးတဲ့သူတွေအတွက်တင်ဆက်ပေးလိုက်ပါရစေဒူလောက်တင်မှာရင်လောက်ကြ တားခေါင်ကိုလက်နက်နဲ့ချိန်ရပစ်ခတ်တဲ့အခါမှာရင်ဒူးနေရကိုမှန်းပြီးတော့ပြစ်မှာရင်ဘက်ကိုမှန်းနိုင်တယ်လို့မျိုးပဲအလုလုတဲ့အခါမှာလည်းငကိုရီမန်းချက်တက်ပိုရီမန်းပြီးတော့လုတ်ကင်မှာတော်ယုံတဲ့ုံအနေထားလက်ကိုရတ်တက်တယ်ဆိုတဲ့သဘောကိုဒူးလောက်တင်မှရင်လောက်ကြဆိုတဲ့စကားပုံနဲ့ပြောဆိုလေးရှိကြပါဗျာ ်ရင်တူးဆိုတာကတော့တိရစ္ဆာန်ရဲ့ရင်ညွတ်မှာနယ်ရွနှစ်ဖက်ဆုံတဲ့နေရာဖြစ်တဲ့အယူးနုကိုခေါ်တာဖြစ်ပြီးတော့စကပုံထဲမှာတော့ဒူးဆိုပြီးတော့အတူောက်တစ်လုံးနဲ့အသုံးပြုထားတာဖြစ်ပါတယ်ဒူးကောင်ကိုပြောတာမဟုတ်ပါဘူးနောက်ထပ်ပြပြပေးမယ့်စကပုံကတော့ဒူးနေရာဒူးတော်နေရာတော်ဆိုတဲ့စကပုံပါဒီစကပုံကတော့လူတွေခဏခဏသုံးတက်လေးရှိကြပါမယ်အတိတ်ပဲအမှန်ကိုတော့သိမ့်မသိကြပါဘူး မမမင်းနေညီလာခံသဘင်ကျင်းပတဲ့အခါမှာတော့တော်ဒူးစနီအတွင်းဘဝအပြင်ဘဝစတဲ့နေရာတွေကနေခါစားကြတဲ့သူတွေဟာသူတို့ရဲ့အဆင့်တန်းလိုက်သတ်မှတ်ထားတဲ့နေရာကနေခါစားကြတယ်လို့မျိုးပဲလူတွေဟာလည်းမိမိတို့ရဲ့အဆင့်တန်းအနေထားအခြေအနေနဲ့ကိုက်ညီသင့်တော်အောင်လို့ပြောဆိုဝေဆနေထိုင်ရတာကိုဆိုလိုတာဖြစ်ပါတယ်။နောက်ဆုံးပြပြပေးသွားမယ်စကားပုံကတော့လူသုံးများတယ်ဒီပုတ်ထဲကဒီပဲဆိုတဲ့စကားပုံပါ။ ။တစုတက်ဖွဲ့တဲ့နှိမ့်နယ်နေထိုင်တဲ့သူတွေဟာအကျင့်တလေးစရတမျိုးတည်းပဲဖြစ်တယ်ဆိုတဲ့သဘောကိုဒီပုတ်ထဲကဒီပဲဆိုတဲ့စကားပုံနဲ့ပြောဆိုလေးရှိကြပါတယ်။ပုတ်ထဲမှာပဲတမျိုးတည်းထည့်ထားတာမို့လို့ဒီပုတ်ထဲကနေဘလောက်ပဲနိုင်နိုင်ဘာပဲနိုင်နိုင်ထည့်ထားတဲ့ပဲတမျိုးတည်းပဲထွက်လာမယ်ဆိုတဲ့သဘောကိုဆိုလိုချင်တာဖြစ်ပါတယ်။အခုလိုမျိုးမြမရွယ်စကားပုံနဲ့ဆိုရစကားတွေကို အပိုင်းလိုက်တိဆက်ပေးသွားမှာမို့လို့လိလချင်နေဆိုရင်တော့ဗီဒီယိုညူးစ်ကိုဝင်ရောက်ကြည့်ဖို့အတွက်ဖိတ်ခေါ်ပါရရှင်။